ဟာမင်္ဂလာပါဆရာတော်ပြပါပြီရှင်းနေပါတယ်လေခင်ဗျာအေးကွာတက်တော့တယ်ရဒီမှာဒီကလေးတယောက်ပြောတာစိတ်မကောင်းလို့ငါကြည့်နေလက်ချောတင်းအောင်လှုပ်လှုပ်ခဲ့ရှင်ပါဗျာအေး तू ပြောတာလေးနေလေအဲ့ကောင်လေးအဲ့ကောင်လေးတမန်ကြောင်မင်းတို့ကြည့်ရဟုတ်ဒီကလေးပြောတယ်ဒေါ်လာကျလာပုံမှန်တာမင်းတို့အိမ်နေအဲအဲ့ကမီးရှို့လိုက်တယ်အာစစ်တပ်ကရှို့တာပါ PDF ကရှို့တာပါမင်းတို့ဘသူ့ကိုထိုးကြထိုးကြပုံမှန်တာမင်းတို့အိမ်နေငါလုံးမလားလေမင်းတို့လူလိုနားလေလားနေရမရှိတာမင်းတို့အမေတွေမင်းတို့အမျိုးတွေ ။အိုးဘီဘီစီဒီအိုရောက်နေဘာမှကုန်မသွားဘူး။မင်းအမေတို့သဘောပေါက်ငါလုံးဝလူလိုနားလဲကြ။လူဘဝမှာလူလိုနေလူလိုစေးစားမှာလူလိုစားရမှာ။နော်လူလိုသက်ရှင်ရမှာ။မသေးခင်လဲကငရဲတွေရောက်နေတဲ့ကောင်တွေငါငါလုံးဝအနှုတ်ဆုတ်ပုတ်ဆုတ်လေး။လူလိုနားမလဲဘူး။မင်းတို့ပြောနေတဲ့ကောင်တွေကဘယ်နေရာမှာလက်ကြောတင်းအောင်အလုပ်လုပ်ခဲ့လို့လဲ။ဘယ်အွယ်စီကိုမင်းတို့ဥဆောင်နိုင်ခဲ့လို့လဲ။မင်းတို့ဒါလေးတော့မင်းတို့မသိကြဘူးလား။ဟမ်အခုမင်းတို့ဟိုကလောက်လိုက်ဒီဟာလောက်လိုက်ထိုင်းနေတဲ့ကောင်တွေဘယ်ဘယ်နေရာမှာအဲ့ကောင်တွေလက်ကြောတင်းအောင်အလုပ်လုပ်ခဲ့လဲဘယ်ပွဲစီကိုဥဆောင်နိုင်ခဲ့လဲအဲ့ကောင်တွေဟမ် အဲ့ကောင်လေးကတမိုင်းကြောင်မင်းတို့ကြည်လားဟွန်းအဲ့ဒါလေးကြည်နေဟာကြည်နေတင်ပါဗျာအဲကြည်နေတယ်ဆိုတော့အဲဟောပေါ့နော်သူပြောတာလေးကတော်တော်များများပြောတာပေါ့နော်အဲသူကနည်းနည်းပြောတာကျမ်းတာလွယ်ရင်သူပြောတာလေးကတော့ဟောသူလဲသူခံစားချက်လေးနဲ့ပြောတာပေါ့နော်သူပြောတာလေးတွေလေတင်ပါဗျာဟုတ်သူသူပြောတာလေးကတခုတော့အကုန်လုံးပြီးပါပြီတစ်ကဘာလုံးအခုပြောတဲ့အထက်မှာတဲ့အဲတို့အညာသူညာသားတွေပေါ့နော်ခမုန်းလို့လည်းညာသားတွေ စစ်တပ်ကလည်းရှုတ်ရှုတ်ပြည်တယ်ပဲရှုတ်ရှုတ်ဘယ်သူပဲရှုတ်ရှုတ်ပေါ့နော်မနဒုက္ခရောက်တာတို့ညာညာသားတွေပဲမှန်ပါဗျာနားလည်းအဲ့ဒါမြင်တယ်ပေါ့နော်ခမုံးလည်းမြင်တယ်ခမုံးတော့မြင်တော့မြင်တယ်ပြောလို့မသိဘူးလေမဘာသာဘုံကြီးပြောတာအားလုံးကြားတဲ့အချိန်ပဲလူတွေဒုက္ခရောက်တယ်သူ စိတ်မကောင်းဖြစ်တယ်သူပြောခြင်းတယ်သူပြောတာလူတွေကလက်မခံတဲ့အတွက်ကိုမပြောခြင်းတော့ဘူးပေါ့နော်အဲ့တော့ तू ကပြောတော့ပြောတယ်ဒါပေမဲ့ပြောတာကမှားနေတယ်လေ ပြည်သူလူထုအပေါ်ရရက်ဆက်ဆက်အကြမ်းဖက်နေတဲ့အာနာလုထားတဲ့အာနာယူကိုပြောရမှာလေအခုတော့အကြမ်းဖက်ခံရတဲ့ဤပေါင်းစုံနဲ့ရရက်ဆက်ဆက်ညှဉ်းပန်းနှိပ်စက်တက်ဖြတ်ခံနေရတဲ့ပြည်သူလူထုကိုမကောင်းပြောတာဆိုတော့သူကအပြစ်နှစ်ခုကျူးလွန်သွားပြီအဲ့ဒါပါလဲဆိုတော့စန္ဒအာဂတိအကြမ်းဖက်ကိုအားပေးတယ်အကြမ်းဖက်ဘက်ကနေတယ် ကျန်းဖက်တာကိုခံစားနေရတဲ့လူတွေကိုဟိုအားပေးနှိမ့်သိချင်းမပြုတ်ပဲနဲ့အကျန်းဖက်ခံရတဲ့လူတွေကိုအပြစ်ပြောတယ်အဲ့တော့ဒီဟာကဖုံးကြီးမဟုတ်တော့ဘူးအဲ့ဒီတော့ကျွန်တော်တို့ယူသိနေစရာမလိုဘူးเนาะ we need a မညီရဖုံးကြီးမဟုတ်ဘူးဒါကတစ်ချက်ပြောချင်တာအဲ့ဒီတော့ ဘယ် PDF ကမှရွာကိုမီးမရှို့ဘာလို့လဲဆိုတော့အဲ့ဒီ PDF အကုန်လုံးကအဲ့ဒီရွာကနေမွေးဖွားကြီးပြင်းလာတဲ့လူတွေကြီးပဲပြီးတော့အဲ့ဒီ PDF တွေအကုန်လုံးကသူတို့ရွာကိုသူတို့ကာကွယ်စောက်ရှောက်ဖို့သူတို့ PDF ဖွဲ့တွေဖွဲ့တယ်ဆက်အာနာရှင်တောက်လှန်တယ်ဘယ် PDF မှရွာမီးမရှို့ဒါသိသိကြရတယ်အဲ့တော့စစ်တပ်ကရွာတွေကိုမီးရှို့တယ်ဆိုတာနော်ဟိုတရွာနှစ်ရွာ 3 4ရွာလောက်ဆိုရင်ဒါ PDF ရှို့တလို့လို့စစ်သက်ရှို့တလို့လို့ဝါရဖြတ်ချင်ရင်ဖြတ်လို့ရတယ်အခုစစ်သက်ကမီးရှို့လိုက်တဲ့ဖြက်စည်းလိုက်တဲ့ရွာတွေကရွာပေါင်း900ဒါအညာဒေတာမာတင်ကိုရွာပေါင်း900နော်ကချင်ပြည်နယ်တပြည်နယ်လုံးကိုမီးရှို့ထားတယ်ကချင်ပြည်နယ်ဖလန်းမြို့နယ်ဆိုရင်60ရာခိုင်နှုန်းစစ်သက်ကမီးရှို့ဖြက်စည်းထားတယ်ရခိုင်ပြည်နယ်60ရာခိုင်နှုန်းစစ်သက်ကမီးရှို့ဖြက်စည်းထားတယ်နော်ကရင်ပြည်နယ် ကရပြည်နယ်ကရင်နီဆိုရင်လည်းစစ်တပ်ကရွာပေါင်းများစွာကိုမိရှို့ဖျက်ဆီးထားတယ်။ပြီးခဲ့တဲ့2022တုန်းကအလုံးတိတဲ့အကြောင်းအရာတစ်ခုရှိခဲ့တယ်။အတ္တကစစ်တပ်ကနော်ဒီကရင်ပြည်အနီးပြည်နယ်ဒီမော့ဆိုးကိုစစ်ကြောင်းထိုးတုန်းကအဲ့ဒီမှာဒီခရစ်ယာန်ဖျားကြောင်းဒီကုလသမဂ္ဂ UNHCR ကနေပံ့ပိုးထားတဲ့ဒီဒီမတန်မစွမ်းဒီအမျိုးသမီးကလေးသူငယ် ပြည်သူဆောက်ရှောက်ရေးအကြောင်းတစ်ကြောင်းကအကြောင်းသားတွေစစ်တပ်ကစစ်ကြောင်းထိုးလို့အဲ့ဒီဟိုဒီကုလသမဂ္ဂဒီတစိမ့်ပါတဲ့ကားကြီးနဲ့ထွက်ပြေးတာကိုအဲ့ဒီကားပေါ်ကိုပစ်ချလို့ခလေးတွေရရက်ဆက်ဆက်တည်ခဲ့တယ်နောက်တစ်ခါဒီတည်င်းကျွလပြည့်ဝါဆိုလပြည့်မရှောင်နဗုဒ္ဓဘာသာလာပြောပြီးတော့ရက်ကြီးခါကြီးမှာပြည်သူလူထုပေါ်လေးရင်လေးနဲ့ဘုံကျဲချလို့လူပေါင်းရာနဲ့ရှိပြီးတည်တယ်နောက်တစ်ခါပစီကြီးတုံးကလည်းသူတို့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့ရွာပေါ်ကိုဘုံကျဲချတယ်အဲ့တော့ဒီစစ်တပ်က ဒီတလျှောက်လုံးပြည်သူလူထုပေါ်ရရဆက်ဆက်လေရင်တွေနဲ့ဘုံကျဲလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တပ်ဖြတ်နေတာကိုစစ်တပ်ကအပြစ်မပြောဘဲနဲ့ဒီအကြမ်းဖက်ခံရတဲ့ပြည်သူလူထုကိုနှိပ်စက်ခံရတဲ့ပြည်သူလူထုအပြစ်ပြောတော့